အားလုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့ Rose ပါဒီနေ့မှာတော့စာရေးဆရာမဂျူးရေးသားထားတဲ့မရှိမဖြစ်မှုဆိုတဲ့ဝတ္ထုလေးကိုအပိုင်းနှစ်အနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင် အကယ်၍သာ BBI မှာအလုပ်လုပ်သောအမဝန်ခွဲထံမှာတောလျှောက်လိန်စီတွားယူပေးဖို့မိမိကသူ့ကိုမခိုင်းခဲ့ဘူးဆိုလျင်ထိုဦးချောင်းချောင်းမိမကိုထတ်တွေ့ရမည်မဟုတ်ပါ အုံကိုရောင်စန်နီပစ်ကတ်ကားကလေး VBI ဝင်းထဲမှထွက်လာချိန်တွင် မိုးဖွဲဖွဲကလေးစတင်ရွာချသည်လက်ဝဲဘက်သို့ကွေ၍ကွန်ကရစ်လမ်းတိုင်းဖြည်းဖြည်းကလေးမောင်းလာစေမင်းထင်ကျော်လက်ပတ်နာရီကိုတစ်ချက်ငုံကြည့်လိုက်၏ညနေ၄နာရီထိုးရန်၅မိနစ်သာလိုတော့သည်၄နာရီခွဲတွင်စုဒါလီဟန်နှင့်မြင်းနီကုန်းမှချိန်ထားသည်ယနေ့စုဒါလီကိုဖျားသူလိုက်ပို့ပေးရန်သူကလေးပေးထားပြီးဖြစ်ပါသည်ဆရာကိုဒုက္ခပေးရမှာအာရုံနာပါတဲ့တဲ့ကိစ္စမရှိပါအင်းနုနယ်လာပါတော့မင်းကလေးကိုဖျားသူလိုက်ပို့ပေးရမည်အလို့သည်ဒုက္ခဖြစ်လျင် ်ထိုဒုက္ခသည်ချိုမြိန်သောဒုက္ခတစ်ခုသာဖြစ်ပါလိမ့်မည်။ကွန်ကရစ်လမ်း၏လက်ဝဲဘက်ပလက်ဖောင်းတွင်ရှေးသို့လျှောက်သွားနေကြသော VBI ဝန်ထမ်းအမျိုးသမီးတစု သူ့ကားအလာကိုရက်ဆောင်လိုက်ကြတာမြင်ရသည်။၃ယောက်၊၅ယောက်၊၇ယောက် သူ့ကားတေးသေးကလေးတွင် အမျိုးသမီး၇ယောက်စုပြုံတက်ထိုင်၍ရပါမလား။သူကားမရက်ဘဲမောင်းသွားလျင်ဘယ်နဲ့နေမလဲဒါဆိုရင် သူတိတ်ရိုင်းသွားလိမ့်မည် ီလန်းကိုဖျက်သွားသောကိုပိုင်ကားတိုင်းကားကြုံတင်သွားရလေရှိပါသည်အင်းကြီးအဖြူနှင့်မိကိုရင်ထမင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးတယောက်ကရေမော၍လက်ပြတားလိုက်ချိန်တွင်ကားကိုလက်ရာဘက်ပေးမှကတ်၍ရပ်ပေးလိုက်ပြီးဖြစ်သည် အမျိုးသမီးကလေးများအုပ်စုလိုက်အပြေးအလွာကားနောက်ပိုင်းပေါ်တက်ကြ၏သူစိတ်ရှည်လက်ရှည်ဆောင်သည် ဘီဘီအိုင်ဝင်းပေါင်းမှအင်းစိန်လက်မအတီရှောက်ရမည်နေစဉ်ဒုက္ခကိုသူကိုချင်းစားပါသည်ခလန်းလန်းညာဘက်ဘေးတွင်တယောက်တည်းထီးမပါဘဲရှောက်သွားနေသောအမျိုးသမီးတယောက်ကိုတတိထားမိသည်ကာတာယာမှရှက်သောအမျိုးသားရဲတွင်ပါဝင်ဟန်တူပါသည်ကားကိုညင်သာစွာမောင်းထွက်လာရင်အမျိုးသမီး၏နှဘေးမှဖြည်းဖြည်းမောင်းလာပြီးရက်ဘေးလိုက်သည်ခုနှစ်ယောက်နှင့်ရှစ်ယောက်တိတ်မထူးကြပါဘူးလေအမျိုးသမီးကလှည့်ကြည့်၏သူတအံ့တအောဖြစ်သွားသည် သူအလွန်မှန်ညာကောင်းပါသည်ထိုမျိုးလုံးများကို သူမမေ့ပါမေ့ရလောက်အောင်လဲကာလမကြသေးပါရှက်လက်ရှင်အင်ကြီးအဖြူနဲ့တိုကက်ကက်ဒါယာနာသပင်ပုံနဲ့အရက်ရှင်မြင့်သောထိုအမျိုးသမီးကိုသူချက်ချင်းမှတ်မိလိုက်၏ထိုအတော်အတွင်းမိုးကခက်စိတ်စိတ်တဲပတ်လာသည်သူကငုံကြည့်နေသောအမျိုးသမီး၏မျက်နှာတွင်ရင်းနှီးခင်မင်ခြင်းအရေးအယောင်မတွေ့ရပေထို့နောက်ခက်တီတီပင်ရှေသူဖြောက်တန်းစွာဆက်လျှောက်သွားတော်သည် သူတော်သားထောင်းကနေထားသွား၏ကြည်စံဒီမိမလူဘာဝပြန်ပြီလား BBI ဝင်တဲ့အမျိုးသမီးကလေးတယောက်မိုးရွာထဲမှာထိမပါရှာဘူးဟူသော စေတနာကလေးကို ရှက်တော်သားကဖုံလွှမ်းသွား၏လွန်ခဲ့သောတပတ်ကဘန်ကောက်ကတငယ်ချင်းထံစာရေး၍စာအုပ်မှလိုက်ပြီးသားဖြစ်နေလို့သာပေါ့မမရသေးဘူးဆိုလျင်ဤအလုတ်ကိုသူတတ်နိုင်သမျှအချိန်ဆွဲထားမိတော်မီဖေဖေတပည့်မကလို့ဘာကြီးပဲဖြစ်ဖြစ် ူကားကြော်လာသည့်အခါအမျိုးသမီးကငယ်ဆောင်ရွေးပင်ကြည်ပေါ်မရခြင်းမိုးပွဲစိတ်စိတ်ကလေးများကြောင့်အမျိုးသမီး၏အဖြူရောင်အင်းကြီးနောက်ကျောမှစူနေသည်ကို တွေ့ရသည်။ဘာလဲကွ။ဒီမိမကငါကားကိုမစည်းကျင်ဘူးလား။အင်းစိန်လမ်းမသို့မကွေမီလမ်းထိပ်တွင် သူကားကိုရပ်ပေးလိုက်၏။အမျိုးသမီးတတိုက်ခုံစင်းကြသည်။ ုပ်စုခေါင်းဆောင်ဖြစ်ရန်သူသောကာတာသည့်အမျိုးသမီးကကာရှိပြတင်းပေါက်နဘေးသို့ရှောက်လာ၍ကျေးဇူးတင်စကားပြော၏သူမှုံကုတ်နေသောမျက်နာကိုအချိန်မီပြုပြင်၍ပြုံးရယ်လိုက်ရသည်ထို့နောက်ကားထဲမှပင်ထိုင်၍လက်ဝဲဘက်ဘေးနောက်ကြည့်မှန်မှတစဉ်နောက်ကိုလှမ်းကြည့်စောင့်နေလိုက်သည် ်ဆယ်မိနစ်ကြာမှထိုအမျိုးသမီးခက်သွက်သွက်ရှောက်လာသည်ရေလုံသောမိုးကလက်ဆွဲအိတ်ကလေးကိုဆွဲလျက်လောကတစ်ခုလုံးကိုထိမထင်စွာရှောက်လာနေသောအမျိုးသမီးကို သူဘာဖြစ်လို့စိတ်ရှည်လက်ရှည်စောင့်နေမိပါလဲ့သူမဘီဘီအိုင်မှာအလုံးလုံးသလားအနဝါဇီဝဗေဒနဲ့မြန်မာနိုင်ငံဆေးဝါးစက်ရုံကိုဆက်သွယ်ထားသော လုပ်ငန်းမှာရင်းနှီးစီမံကိန်းဖြစ်သည့်သို့သော ။သပင်တိုတိုနှင့်အမျိုးသမီး၏တည်ငြိမ်သောမျက်နှာသည်နောက်ကြည့်မှန်မှတဆင်နင်းနီးလာပြီးနဘေးမှဖြတ်ကျော်လျှောက်သွား၏။သူလန်းကြည့်နေခိုင်သူမကလုံးဝလဲမကြည့်ပါ။စောစောကသူမကိုရက်ဆောင်သောကာမန်မတိတလို့ပင်ဖြစ်သည်။အင်းသူမမမှတ်မိလို့များလား။သူကားလက်ကင်ဘင်းကိုလဝါးဆောင်ပြေခပ်ဖွားဖွားခုတ်လျက်ဘာဆက်လို့ရမှန်းမသိဖြစ်နေသည်မင်းညကမှမင်းမင်းနဲ့ထိုမက်ခင်မှုမြင့်အကြောင်းစကားဆက်မိကြသေး၏ ဟိုတစ်ဘက်ကသားစီကိုမိမတယောက်လာတွေ့ရဆိုစူးစမ်းဟန်ပူပန်ဟန်မျက်နှာပေးဖြစ် မိမိကမေးတော့သူချက်ချင်းဒါလီကိုတတိယသွား၏ဒါလီလက်ချက်ပဲဟုသူတည်သည်ဟုတ်တယ်မိမိရှေ့ဆက်မပြောဘဲဖက်လက်ဆာစာအုပ်ကိုဆက်ဖက်နေသောအခါမိမိကထမေးသည်သားတငယ်ချင်းလားမိမိစကားအရေးအကဲကိုတိတ်တီတာပေါ့သူနည်းနည်းရီမောလိုက်မိ၏မဟုတ်ပါဘူးမိမိဖေဖေတပည့်တဲ့မရင်းဖိုင်ကပါ ဒီလိုအေးဆက်ဆက်မကြောကြောမိမမျိုးနဲ့ကျွန်တော်နဲ့ဘလို့လုပ်ပြီးတငယ်ချင်းဖြစ်နိုင်မလဲဟဲ့မင်းရဲ့ဖေတပည့်ဆိုရင်မိမတိတဲ့မိန်းကလေးတွေများဖြစ်နေမလားသူတပည့်တွေဒီအိမ်ကိုခဏခဏလာဘူးတယ်မနစ်ကမှဒူးရင်တိနဲ့ကြက်မောက်တိတွေလာပြီးသွားရောမိမတိချင်မှတိမှာပေါ့ဖေဖေတပည့်တွေအများကြီးဥစ္စာဘတူတဲ့လေခင်မုံမြင့်နဲ့မိမကအနေငယ်စဉ်းစားသလိုညင်သွားသည်ဒီအမျိုးသမီးရဲ့ခက်ရိုင်းရိုင်းစိတ်တဲ့မျိုးနဲ့မိမစီမော်လမြိုင်ကဒူးရင်တိတွေ တကူးတကတဲပြီးလာပေးမယ်တော့မထင်ပါဘူးဗျာရှေ့ရှေ့လားပူပူလားသူမေမေမကြားအောင်တက်ပြင်းခိုးဆိုင်ပြီးစာအုံးမှမျက်နှာလွှဲလိုက်ဤရှေ့တလားမမေနဲ့ကျွန်တော်အရက်လောက်တောင်ရှိမလားမသိဘူးမေမေတိတဲ့ကလေးမာတွေဖြစ်မှာပါပဲအရက်ရှေ့ရှေ့နှစ်ယောက်ပါတယ်သူတို့နှစ်ယောက်ကဒီကိုခဏခဏရောက်တဲ့တားရဲ့ဒါဖြစ်အဲ့ဒီကလေးမာကမေမေတို့အိမ်ရောက်ဘူးတယ်လို့မပြောဘူးလားဟဲ့အင်းဘာမှမပြောဘူးမေမေမရောက်ဘူးဘူးထင်ပါတယ်စကားပိတ်၍ပြောလိုက်တော့လေ မိမိကစဉ်းစားနေစေအရေးရှိရှိနှစ်ယောက်မင်းထင်ရဲ့နှစ်ယောက်လုံးမန်းတလေးကပဲနမေတွေတော့မိမိမမှတ်မိဘူးသုံးလုံးတွဲတွေလေသူနဲ့နဲ့ပြုံးရဲမိသည်မိမိကသုံးလုံးတွဲနမေဆိုလျင်မင်းထင်ကျော်လောက်သာမှတ်မိသူဖြစ်သည်တယောက်ကသပင်ရှိတယောက်ကသပင်တူတူတာမှယောက်ျားသပင်ပုံကလေးဝတ်လာရင်လေယောက်ျားကလေးတိရှက်အင်းကြီးတွေသူလက်ကနေတအံ့တအောပြုံးလိုက်၏ အဲ့ဒါဖြစ်မှာပေါ့မိမိရဲ့ခင်မုန်းမြင်ဆိုတာသပင်တူတူအရက်ရှိရှိမျက်နှာဘေးကလောကတစ်ခုလုံးသူ့လှုပ်ဆာကြွေးနေရတဲ့မျက်နှာဘေးမျိုးလေအဲ့ဒီလောက်လည်းမစိုးပါဘူးဟဲ့မိမိကအတန်ထွက်ရေမောတော့ဒီဟိုကပေးလိုက်တဲ့ပစ္စည်းတွေဒီလာဖို့ဒီကပေးလိုက်တဲ့ပစ္စည်းတွေပြန်တယ်ပေးနဲ့သူတို့ခင်ဗျာလဲစိတ်တဘောလေးတွေကောင်းရှာပါတယ်သူခေါင်းငိတ်လက်ခံလိုက်ရတော့လေမယုံကျင်တယ်လို့ဖြစ်နေ၏ ဘယ်ရာကိုမဆိုအကျွေးမထားကျင်သောမင်းထင်ကျော်သည် ပြဿနာကိုချက်ချင်းရှင်းပြဖို့ဆုံးဖြတ်လိုက်၏၄နာရီ15မိနစ်ဒါလီနဲ့တွေ့ရန်15မိနစ်လိုသေးသည် သူအင်းစိန်လမ်းမကြီးပေါ်တက်၍လက်ရာဘက်သို့ကြွေသည်စိန်ဖမ်းပင်အောက်သို့မျက်လုံးဝေကြည့်တော့မက်ခင်မုံမြင်ကကားဆောင်သည့်လူအုံတွင်မလန်မကန်တွင်မတ်တက်ရက်နေသည်ကိုတွေ့မြင်ရ၏ မိုးဖွဲဖွဲကလေးများကြာနေတာကို မှမှုတလို့ပဲ သူမရှိမှကက်ကက်ကလေးခက်ဖြည်းဖြည်းမောင်းသွားတော့ကားကိုလည်းတရီထားမိဟန်မတူပါပတ်ဝန်းကျင်အကဲခတ်မှုပညာလည်းအတော်ညံ့မုံပဲ BBI မှတ်တိုင်အလွန်ခက်လန်းလန်းမှာလမ်းဘေးသို့ကားကိုရပ်ထားခဲ့ပြီးမှတ်တိုင်စီသို့ခြေလန်းခြင်းများဖြင့်ရှောက်လာခဲ့၏အင်းစိန်စုလေးကားကြီးတစ်စင်းထိုးဆိုင်လာသည်မှတ်တိုင်မှလူအုပ်ကကားစီသို့စုပြုံတိုးသွားကြသည် ကားပေါ်မှာဆင်းသောလူစုကနည်းနည်းကလေး သူမက ခြေလက်အနှဲငယ်ပြင်ပြီးမှလက်လျှော့လိုက်သလိုနေရာတွင် မတ်တရက်ကျန်နေခဲ့သည် သူအမျိုးသမီးအနည်းသို့ကပ်၍ရက်လိုက်၏သူမဖြတ်ကနေလှဲ့ကြည့်သည် သူအဆန်းကုန်ပြုံးပြလိုက်၏ခမည်းဘယ်ပြန်မှလဲသူမကိုအမေးခံလိုက်ရခြင်းမဟုတ်သလိုခတ်တီတီတစ်ချက်ကြည့်ပြီးရှေ့ပြန်လှည့်သွားသော အမျိုးသမီးအပြူမူကြောင့်သူရှက်သွား၏အနီးမှလူ၃လေးယောက်၏မျက်လုံးများသူ့ထံသို့တပြိုင်တည်းစူးစိုက်လာသောအခါ ူမခန့်ချင်စိတ်ဖြင့်ရှေတိုးရန်ဆုံးဖြတ်လိုက်သည်သူအဆက်ကွဲမခံနိုင်မှမခင်မုံမြင့်အမျိုးသမီးနောက်တစ်ကြိမ်လှည့်ကြည့်လေသည်အမျိုးသမီး၏စူးစဲဟန်ဇဝေဇဝါအကြည့်ကြောင့်သူမခန့်မရက်နိုင်ဖြစ်သွား၏လက်စတတော်သူငါကိုမမတ်မိပဲကိုဖြစ်မှဖြစ်ရလေကိုအတွက်စာအုပ်တွေနိုင်ငံသားကမှာပေးတဲ့လူကိုတော့ခမရမှတ်မိတင်တာပေါ့ခပ်ပြုံးပြုံးထင်းငေါ်လိုက်တော့သူစကားကြောင့်အမျိုးသမီးတအံတအောဖြစ်သွားသည် ။ဦးမင်းထင်ကျော်ဟုတ်ကဲ့ကျွန်တော်မင်းထင်ကျော်ပါ။သူ့ပေါင်းမီအိတ်တွေတဲ့လက်တစ်ဖက်စီထိုးထည့်ပြီးကိုကိုမတိမသားကိုင်းညွန်ပြလိုက်။အိုးကျွန်မမမှတ်မိဘူး။ရှားပါဗျာ။ခမရဖေကိုပြန်มาလဲလို့ကျွန်တော်စောစောကမေးလိုက်တယ်။ အမျိုးသမီးကမျက်တောင်နှစ်ချက်ခတ်လိုက်တော့အခါစူးရဲသောမျက်ဝန်းများ၏လှပမှုကိုပထမဦးဆုံးအကြိမ်သူတရီထားမိသည်ခြုံမြသောနှာခေါင်းထိပ်တွင်မိုးဆက်ကလေးတစ်ဆက်တွဲလဲခိုနေ၏သူထိုမိုးဆက်ကလေးကိုခနာဆိုင်ကြည့်ပြီးကမန်းကလန်မျက်စိလွှဲလိုက်ရသည်။အော်လဲလန်းကိုပြန်ပါပါကျွန်တော်ကလည်းကားကြုံလိုက်ခဲ့လို့ရပါတယ်။သူမလက်မခံခြင်းတလို့ပုံစံမျိုးပြသည်ကို သူမအံ့ဩပါ။ စောစောက VPI လမ်းမှာမက်ခင်မှုမြင်များမသိပဲကားရက်ပေးမိသေးတယ်ခမားမလိုက်ဘူး။အော်စောစောကကားရက်ပေးတာဦးမင်းထင်ကြော်လား။ကျမအတွက်ရက်ပေးရလို့မထင်မိဘူးလေ။နောက်ပြီးကျမ VPI လမ်းကိုနေတိုင်းလမ်းလျှောက်နေကြပါဘယ်တော့မှကားကြုံမရှိဘူး။တခါတလေကြတော့လူဘဝမှာချွန့်ချက်ဆိုတာရှိရတယ်ဗျ။ပြောပြီးမှကိုယ်စကားကိုမကြင်မနက်ဖြစ်သွားပြန်သည်တလောက်မာနတခွဲသားနဲ့မိမကိုများရင်းရင်းနီနီပြောနေမိပါရောလား သူမမျက်လုံးတွင်အပြုံးရိပ်ရိပ်ကလေးထင်ဟပ်လာသလိုရှိတော့လေနှက်ခမ်းများတင်းစေထားစေသူစိတ်တူသွား၏ကဲကျွန်တော်ကတော့မိုးဆက်တွေအောက်မှာအကြာကြီးမတက်မရက်နိုင်ဘူးဗျာဘလို့လဲလိုက်ပါလားမလိုက်ဘူးလားသူလဲထွက်မိဟန်ပြင်တော့မှမခင်မုံမြင်ကခေါင်းငိမ့်ပြသည်ဖိုးစိန်လိုင်းအင်ကိုခမရရောက်ဘူးသလားသူရှိတက်တက်ကြည့်ရင်သူမကိုမေးတော့သူမကလှဲ့ကြည့်၏ဟုတ်ကဲ့ရောက်ဖူးပါတယ်၃လေးခေါက်လောက်ဆရာပေးခိုင်းတဲ့ပစ္စည်းတွေလာပေးတာ သူခေါင်းငိမ့်လိုက်၏ကားလက်ကင်ဘင်းကိုညာလက်ဖြင့်ထိန်ကင်ပြီးဘဲဘက်လက်က သူမထိုင်နေရာ ကုရှင်ပေါ်ရှိတောလျှောက်လင်းစည်းပလင်းတုပ်ကိုဒီဘက်သို့တူရွှေ့ပေးလိုက်၏ကျွန်တော်အရင်တစ်ဘက်ကပဲဘန်ကောက်ကိုစားထည့်ပေးလိုက်တယ်ဟုတ်ကဲ့ထို့နောက်သူတို့နှစ်ယောက်စကားပြောပြတ်သွား၏ အမျိုးသမီးကလည်းကားရှိမမတစ်စင်ရှေးသူသားစိုက်ကြည့်နေ၏သူကလည်းဘာဆက်ပြောရမယ်မသိဖြစ်သွားသည်ပြောစရာစကားလည်းရှာမတွေ့ပါကြာရှည်ငြိမ်သက်နေသောအခါသူမနေတတ်မထိုင်တတ်ဖြစ်လာ၏အင်းတခုခုတော့ပြောအောင်မကောင်းမယ်ထင်တယ်ဗန်ကောက်ကဖာဝန်ညိုထင်လမ်းမှာရှိတဲ့ Biotechnological Research မှာကျွန်တော်တငယ်ချင်းတယောက်အလုပ်လုပ်တယ်လေသူ့စီကိုကျွန်တော်မှပေးထားပါတယ်ဟုတ်ကဲ့သူမထံမှာတင်းပြန့်ပြန့်ရနံကလေးမတိမသားမှုလျက်ရှိသည် စုတာလီထံမှာမှုရနဲ့လိုထုံရစ်မှုပြန့်ခြင်းမျိုးမဟုတ်တကယ်ကိုမတိမတာကလေးရှိုက်ပြီးမှုကြည့်ပြန်တော့အနံ့မရတယ်လို့လို့ခမည်း BBI မှာအလုပ်လုပ်တာပေါ့သူမတအောင်လောက်ငြိမ်သက်နေပြီးမှဆိုပါတော့ဟုဖြေသည်သူပခုံးမတိမတာတွင်က Wi-Fi ခလုတ်ကိုဖွင့်လိုက်ဤဒီလောက်ဆိုရင်ငါတာဝန်ကုန်ပြီထင်ပါရဲ့အင်းစိန်လမ်းမှာတခြားလုံးစကားမပြောဖြစ်ကြတော့ပါ အလာပါတာလာပါပြောဖို့အရေးတွန့်တုံနေသောအမျိုးသမီးကိုသူကလည်းစကားလုံးဝမပြောဘဲနေပြစ်လိုက်သည်ကမာရွရောက်တော့သူမမျက်လုံးဆွေးကြည့်မိသေး၏သူမကရှေ့တက်တဲ့သာစူးဆိုင်ကြည့်နေသည်စင်းမြင်နေရရောက်ရင်ပြောလိမ့်မပေါ်လေလှဲလိုက်ရောက်တော့သူမသူ့ဘက်လှည့်ကြည့်၏ဟိုရှေ့ကတစ်ဆန်းဆိုတဲ့ဆိုင်းပုံနာမှာဆင်းမယ်ဟာအတန်ကခက်ပြက်ပြက်ပါလား သူ့ကိုယ်သူတက်ဆီဒရိုက်ဘာတယောက်ပမာခန်းစားလိုက်ရသည်။နောက်များတော့ဒီအမျိုးသမီးကိုကားကြုံမခေါ်တော့ပါ။ဒူးရင်သည်မကလို့ဘာကြီးပဲတဲ့ပေးပေးသူ့ဆုံးဖြတ်ချက်ချလိုက်၏။ပစ္စည်းတွေလာလာပို့ပေးပူတဲ့ကျေးဇူးဒီလောက်ဆိုရင်ကြေပြီပေါ့မမေရ။သို့တော့အမျိုးသမီးကားတကားဖွင့်အစင်းမြည်ပြူတော့မနေနိုင်သည့်သူ့ပင်ကိုစိတ်ကြောက်စိုးရင်တကြီးတားမြင့်မိသေးသည်။ခဏလေးနောက်ကကားလာနေတယ်။ထိုကားကြော်သွားမှအမျိုးသမီးဖြတ်ကနေဆင်းသွားသည်။ သူ့ကားဤရှိမှဖြဲ့၍လမ်းချိုးဘက်သို့ခတ်သွက်သွက်ရှောက်သွားသောအမျိုးသမီးကိုသူတအံ့တအော်စိတ်ပြက်စွာ ကြည့်၍ကြံခဲ့သည်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကလေးတောင်ဟန်ဆောင်ပန်ဆောင်ပြောပုံမရပါလားတက်စီကားပေါ်မှာဆင်းသွားသလိုအမူအရာမျိုးသူနာရီကိုငုံကြည့်လိုက်သည်၄နာရီခွဲရန်၃မိနစ်သာလိုတော့သည်ကံကောင်းထောက်မှစွာမိုးတိတ်သွားပြီဆူတာလီနဲ့ချိန်ထားသောရှိုင်းလက်ဖက်ရည်ဆိုင်တို့ရောက်သောအခါ၄နာရီခွဲအထိဖြစ်သည် သူခြံဝင်းနဲ့မဝင်တော့ပဲဆိုင်ရှိမှာပင်ကားကိုရထားလိုက်သည်သူကားတကားဖွင့်၍စင်းလိုက်စင်မှာပင်သူ့အနီးသို့လိမ်မောရောင်အရေးတရိပ်နှင့်အတူတင်းပြန့်သောမှုရနံကလေးရောက်လာသည်ဒါလီလိမ်မောရောင်တောက်ပသောဝစ်စုံပျော့ပျော့ကလေးဖြင့်လှပရှင်လန်းသောမိန်းကလေးမှာစူဒါလီဟန်ဖြစ်သည်တော်တော်စောင့်နေရသည်သလားဟင်အင်းမိန်းကလေး၏ပြုံးချိုသွားသောမျက်နှာကလေးကြောင့်စောစောကသူ့ရင်တွင်မှပြဿနာများကိုသူမိသွားသည် ဒါလီလက်ဖက်ရည်တောက်ပြီးကစားပဲရှိသေးတယ်။ဆရာကားကိုမြင်တော့လက်ဖက်ရည်ပူရှင်းပြီးထွက်လာခဲ့တာ။သွားကြမလားယင်။သွားလေ။သေးသေးသောခါကလေးတွင်ငွေခပတ်ကလေးပတ်ထား၏။သူမခါမှာဝစ်စင်ထားသောအရာသည်ထမိန်လားစကလား။သူဘလို့မှမခွဲခြားတတ်ပါ။ခြေမျက်စိအထက်နာအထိရှည်လျက်ခေါဝဲဝဲကလေးပွားနေသောပျော့ပြောင်းသည့်ဝစ်စုံသည်ဒါလီနှင့်အလွန်လိုက်ဖက်နေကြောင်းသူသတိပြုမိ၏။မင်းသိလာတာပဲဟူသောအင်္ဂလိပ်စကားတကွန်း လွတ်ကနေထွက်သွား၏ဒါလီကခါကလေးညွန့်ကိုင်းကကျေးဇူးတင်ပါတယ်ဟုအင်္ဂလိပ်လိုပြန်ပြောလေသည်ရွှေအိုရောင်နှကန်းဆိုးစေးဖြင့်ကြွရွနေသောနှကန်းဆူဆူဖောင်းဖောင်းကလေးကိုခနာငေးလျက်သူမျက်နှာလွှဲလိုက်ရ၏လှပနန်းဆန်းသောဤမိန်ကလေးနှင့်ရွှေတကုံဖျားရင်ပြင်ကိုလက်ရည်ရည်တပတ်ပတ်ရစဉ်သူတို့နှစ်ယောက်ဤပုံစံတွေကမောင်နှမပုံစံမှဟုတ်ရဲ့လားဟုတွေးကြည့်မိသည်အဲမောင်နှမနဲ့တော့မတူနိုင်ဘူးထင်ပါရဲ့ ဒါဖြစ်သမီးကြီးစားနဲ့များတူနေသလားလုံးဝမတူနိုင်ပါတယောက်နဲ့တယောက်ရှိုးတိုးရှန်တဲ့အမူအရာလည်းမရှိနိုင်ပါဒါဖြစ်မိတ်ဆွေပုံစံများလားသူသည်မောင်နှမပုံစံဖြစ်အောင်မျက်နာကိုခတ်တင်တင်ထားရလျင်ကောင်းမလားဟုစဉ်းစားရင်သူ့အသွေးသူရဲချင်းနေ၏သူတို့မျိုးလုံးများဤရိုးသားတန့်စင်မှုကိုသူတို့ကိုယ်တိုင်တည်လျင်တော်ပြီဟုအောင်မေလိုက်ရသည်ဒါလီကတော့အေးအေးချမ်းချမ်းပြုံးလျက်ရှိလေသည် ကျုံကျုံကလေးထိုင်၍ဖယားကိုအကြကြီးရှင်ခိုးနေသောဆူဒါလီဤနောက်ခလန်လန်တွင်သူ secret တလေးထုံတောက်၍စောင့်နေရသည်ကော့ပြန်သောမျက်တောင်များပိတ်လျက်ပါဇက်ကတလုံးလုံးရွတ်နေသောအခါဆူဒါလီသည်ချစ်စပွဲကော့ရုပ်ကလေးတရုပ်ပင်ဖြစ်လေသည်ဆရာဒါလီအတွက်တခုကူညီပါလားယင်ဒါလီအတွက်ဆိုသူတခုမကအများကြီးကူညီလိုပါသည် ပြောဒါလီအတွက်မြတ်စွာဘုရားကိုရွှေသင်္ကန်းကပ်ပေးပါနော်ဒုက္ခ သူတသက်နေတကူတကားမှရွှေတင်ငယ်မကပ်ဘူးပါသို့တော့သူအញ្ញံခံ၍မဖြစ်ပါဘလို့ကက်ရမလဲဆိုလာပြောပေါ်ဒါလီရဲ့ဒါလီကပြုံပြုံကလေးမျက်စာချီလေသည်ဤပြက်တနာကိုရွှေတင်ငယ်အယောင်ဆိုင်ကဖြည့်ရှင်ပေးပါသည်ရွှေတင်ငယ်ရောင်းသောဌာနကကက်စေးသောတတိရှိဟန်သူသည်တတိအညာတကူပေးလိုက်၏အရာနဲ့အရင်တုတ်ပြီးမှကပ်ပါတဲ့ဒီလိုဆိုပြန်တော့တိတ်ကိုလွှဲတာပါပဲလား ဒါဆဆူရဲ့အစားပေါ်စရာရွှေဆိုင်ကအဲ့ဒီအပေါ်မှာကတ်သွားတာပေါ့စုထာလီအီဆန္ဒဖြင့်ဗုဒ္ဓရုပ်ထုတော်ဤနှစ်ဖူးပေါ်သူရွှေသင်ငန်းအပြည့်ကတ်လူပေးလိုက်လေသည်သူတကားမှမပြုတ်လို့ဖူး၍ပဲလားဖရာဤအရှိန်ဝါကြောင့်ပဲလားမသိသူလက်နည်းနည်းတုံနေဤဆရာလက်ရှင်ကိုပါဆရာဒါလီနဲ့အတူတူကုသိုလ်ယူပါနော်အလေကုမ္ပဏီရဲ့ recession နဲ့တယောက်စီကထွက်လာတဲ့စကားကအစ်စင်မြင်လာကြည်လား သူတက်အန်တော်ပြုံးရည်၍ခေါင်းငိမ့်သဘောတူလိုက်မိသည်ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်ကလေးတယောက်ဖြစ်စူတာလီကိုသဘောကျသွားသည်နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖပြပေးသွားပါမယ်ရှင်အားလုံးပဲဘေးရန်ရဲခင်းရှင်ကြပါစေရှင်